ဇော်လာပထမအပတ်ကနေစပြီးတော့စစ်ကောင်စီတပ်တွေဟာဖားကန့်ကမိုင်းလန်းတစ်လျှောက်ကနေလုံရင်းကျွရအုပ်စုတွေကိုရောက်လာပါတယ်။ဒီလိုရောက်လာပြီးအချိန်ကနေစပြီးတော့ကြောက်စိမ့်မော်တစ်ခုလုံးဟာတည်ငြိမ်မှုမရှိတော့ဘူးလို့ဖားကန့်ဒေသခံတို့က DM Media ကိုပြောလာပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား150လောက်ဟာလက်ရှိမှာလုံရင်းကျွရအုပ်စုတွေကမော်စီကြာဖုံးချောင်းအပေါ်ချောင်းမှာတက်ဆွဲထားတယ်လို့လည်းဆိုပါတယ်။အဲ့စစ်ချောင်းကအခုဆိုနေစဉ်ပတ်ပတ်လည်းမော်စီကြာရွာကနေဘိုးဘူးပြုတ်ပြီးတော့ဂျန်နဲ့နေရာတွေအားလုံးကလေးကိုသွားတယ်ဆန်ခါဘက်သွားတယ် အဲ့လိုမော်လုံးခင်းပဲချမ်းမရှိရရွာတွေဟိုတရွာပြီးတရွာပေါက်ဝင်ဝင်ပြီးလို့ရှိရင်ကြောက်စင်းတို့ဖို့ရေလောက်ွက်တွေတော့ဝင်တယ်ဝင်ပြီးလို့ရှိရင်အဆောက်အဦတွေဆက်ရမ်းညတွေကိုမီးရှို့တာတွေနေမြေရှင်းလင်းရေးလုပ်တာတို့ခေါင်းစဉ်တွေအောက်မှာလုံနေပါတယ်ကြာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာလုံငင်းကျွာအုပ်စုတွေဟာမှုစည်းစားရွာမှာရှိတဲ့ကြောက်ကုမ္ပဏီတွေပိုင်တဲ့ဘတ်ဖိုးကအများစုမနေ့ကမိရှုခဲ့ပါတယ်။အဲ့ဒီလိုမိရှုခဲ့တဲ့အချိန်မှာသူတို့နဲ့ညှိနှိုင်းလို့အဆင်ပြေတဲ့ကုမ္ပဏီတွေအတွက်ကိုကားအဟောင်းအဆုပ်အနှဲငယ်ကိုသာမိရှုပြခဲ့ပြီးတော့ညှိနှိုင်းလို့အဆင်မပြေတဲ့ကုမ္ပဏီတွေအတွက်ကိုတော့ကားအကောင့်တွေကိုအများကြီးမိရှုခဲ့တယ်လို့လည်းပြောပါတယ်။စစ်ကောင်စီဟာဖကန်နေရတော်တော်များများကိုနေရာရယူနေပြီးတော့နေပြည်ထိန်ချုပ်ဖို့ကြိုးစားနေပါတယ်။လက်ရှိမှာလည်းဖကန်ကမိုင်းလန်းကိုစစ်ကောင်စီတပ်တွေကပြန်ဆိုးမိုးထားပြီးတော့လမ်းဖွင့်ပေးထားပေမဲ့ KIA ဘက်ကတော့လမ်းပိတ်ထားတယ်လို့လည်းဆိုပါတယ် ကချင်ပြည်နယ်ဖားကတ်မြို့လုံကင်းကျေးရွာအုပ်စုမှာရွာပေါင်း19ရွာပါဝင်ပြီးတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာအချုပ်ထောင်ရမ်းချက်မြောက်ကုန်းနဲ့မှော်စီစာအပေါ်ကြောင်စတဲ့နေရာတွေမှာတက်ဆွဲထားတယ်လို့လည်းသိရပါဗျ